စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာတနင်္လာရီတိုင်ကဝင်ရောက်ရွေးခံမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း124ဦးပဲရှိလေလို့တိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ဖွဲ့ခွဲရဲ့အတွင်ရေးမှူးကပြောပါတယ်။တနင်္လာရီတိုင်မှာစက္ကန်ရေးပါတင် ပြည်သူပါတီပြည်သူရှေးဆောင်ပါတီဒိုင်းသာစီလုံးညီညွတ်ရေးပါတီမြန်မာနိုင်ငံတောင်တူလက်သမဖွံ့ဖြိုးတိုးတက်ပါတီတို့ရွေးကောက်ပွဲဝင်မှဖြစ်တယ်လို့ကနေဦးစုံစမ်းတရားပေးမယ်တက်ဆိုင်ရာပါတီတခုချင်းစီကကိုစလေလောင်းဘလောင်းနဲ့ဝင်ရောက်ရွေးခံမလဲဆိုတာကတော့တိတိကျကျမသိရသေးပါဘူး တနင်္လာနေ့တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့တာဝန်ရှိသူကိုမေးမြန်းရမှာလေလွှတ်တော်ကိုယ်စားလှယ်လောင်းစင်ကို ထုံမပြောပေးရွေးကောက်ပွဲအတွေ့ကောစင်တာဖုန်းနံပါတ်ကိုပဲမေးမြန်းဖို့ပြောဆိုခဲ့ပါတယ်။တိုင်းထဲမှာရှိတဲ့ကြံကြေးပါတီပြည်သူ့အစီအဆောင်ပါတီပြည်သူ့ပါတီဒါစာညာအစားတွေပါတီတချို့ကိုဖိုးဆက်တွေမေးမြန်းခဲ့ပေမဲ့လေဖိုးလက်ခံဖြစ်ကြတာမရှိသေးပါဘူး။ ဖတ်တော်ကိုယ်စားလှယ်လောင်မီစင်းတွေကိုအော်တိုဘလစကွေးနေကစပြီးရက်ခွက်ကြေးဝါကော်မရှင်အဖွဲ့ရုံးဝေးမှကြီးညာမှဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဒွေမျိုးမှာတော့ဒီနေ့အော်တိုဘလ21နေ့အထိကိုယ်စားလှယ်လောင်စင်းတွေကိုရက်ခွက်ရှုံးဝေးမှကြီးညာထားတာမတွေ့ရသေးဘူးလို့မြို့ခံချို့ကပြောပါတယ်။ဒီနေ့နိုင်တိုင်းမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့စီစဉ်ထားပြီးရွေးကောက်ပွဲအပိုင်းတင်မှာတော့ ဒွေပိဗိုလ်ပြင်းတဲ့ကောတောင်မျိုးနေတွေမှာကျင်းပမှာဖြစ်တယ်လို့စစ်ကော်မရှင်လက်အောက်ခံတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြေညာထားပါတယ်။ဒါပေမဲ့တိုင်းကကတွန်လိုင်းအင်အားစုတွေကတော့ဆေးဟုတ်စုအတွက်နိုင်ငံရေးဖက်ပေါက်အဖြစ်ကျင်းပမယ့်ရွေးကောက်ပွဲကိုလက်မခံဘဲစတင်ကန့်ကွက်ထားကြပါတယ်။